ွားပေါ့ဒီ budget deficit နဲ့ပတ်သက်မေးချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်လက်ရှိဆိုလို့ရှိရင်လက်ရှိဒီဆိုးရတန်းမကုန်ခင်ပေါ့နော်သူလက်ထက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ budget လုံငွေတွေတောက်လျှောက်နှစ်တန်းတိုးလာတာမျိုးတွေ့ရပါတယ်အဲ့တော့ဒီတန်းမှာပေါ့နော်လက်ရှိဗမာနိုင်ငံရဲ့အခြေအနေအရဆိုလို့ရှိလို့ရှိရင် budget ရဲ့လုံငွေက GDP နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက် percent နဲ့တည်းမပို့ဘူးလို့မလဲခင်ဗျာလက်ရှိကျွန်တော်တို့ကြည့်ရတော့အများကြီးတူးတက်နေတော့လीအဲ့တော့အန်ကယ်1998မှာထင်းနေ8လ9လတော့မသိဘူးထုံးဖောင်ဒေးရှင်းပါနဲ့ ကိုတော့မဟာဗျူဟာဆိုတာကဒီတက်မဝရှိတယ်နော်တွင်မှုတည်ဥဆောင်ပြီးတော့လောက်တာမဟာဗျူဟာလိလသုံးသားရေသူတို့ကစီဝါရေးကိစ္စတွေအကုန်လုံးပါတဲ့ဆက်မီနာအဲ့တော့အဲ့ဒီဆက်မီနာမှာတင်မားဆိုတော့အန်ကဲအဲ့ဒီမှာအဲဒီ inflation and economic development ပေါ့ကွယ် macroeconomic stability အန်ကဲတင်တယ်နော်အဲတင်တော့ကအဲ့ဒီကိစ္စတွေရှင်းပြတယ်နော်ရှင်းပြတဲ့အခါ inflation เนี่ยမကောင်းဘူးအဲ့တော့ကရှင်းပြတဲ့ဥစ္စာအန်ကဲမှာစာတန်းလည်းရှိပါတယ်အဲ့တော့ inflation ကဘာဖြစ်လာလဲဆိုတော့ 10 15 20 30လောက်ထီအောင်26လောက်ထီအောင်တက်လာတယ်ပြေးပြေးရနော်တက်လာတာကိုအန်ကဲကဒီ statistically correlation ရှာကြည့်တဲ့အခါဘာကြောင့်ဒီလို inflation တွေတက်လာလဲဆိုတော့နံပါတ်1သွားတွေ့ရတာကနော် budget deficit budget deficit တွေကများနေတဲ့အခါ accumulated budget deficit ဆိုတော့ money printing print လောက်တော့ money supply တွေကများလာတယ် correlation က0.9လောက်ရှိတယ်0.9ဆိုတာက closely correlated နော်သိတဲ့အတိုင်း အာ90 90%ပေါ့ကွယ်ကိုက်ကွန်နေဆိုတာအဲ့ဒါတွေ့ရတယ်တခါ budget နဲ့ money supply နဲ့ correlate ဖြစ်တယ်လို့ပဲ money supply နဲ့ consumer price index နဲ့0.9လောက်ဖြစ်နေတယ်ဘာအဲ့တော့ money supply တက်ရင် consumer price index တက်တယ်ဒါကြောင့်မလို့ဒါကြောင့်မလို့ဒါကြောင့်မလို့ accumulated နော် budget deficit ဖြစ်လာတဲ့အခါ accumulated money supply ဖြစ်ရင် inflation တွေလည်း accumulated inflation ဖြစ်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့ macro economic stability ကို ထင်းကြောင်းသင့်ပါတယ်အဲ့ဒီမှာပြောတဲ့အခါကျတော့ဒီတော့မှမဟုတ်ရင် inflation เนี่ยဒီတဲ့ဒီအဲ့တော့က2025လောက်ရှိလာတယ်တဖြည်းဖြည်းတက်လာလို့ရှင် hyper inflation ဖြစ်လာလို့ရှင်တိုင်းပြည်ကဒုက္ခရောက်ပါတယ်အဲ့တော့မေးတယ်တယောက်က what is hyper inflation သိတော့ hyper inflation မသိဘူး hyper inflation ဆိုတာကတလားကို50%ဈေးတက်လို့ရှင် hyper လို့ခေါ်ပါတယ်ဒါကြောင့်မလို့เนาะအဲ့လိုဒီမဖြစ်ရအောင်တော့ budget deficit ကို ဟာဖြစ်ပါတယ်ဒါပေမဲ့ international IMF ကနေပြီးတော့เนาะဖွံ့ဖြိုးဆဲနိုင်ငံတွေက budget deficit မဖြစ်လို့ရှင်တယ်တိုင်းပြည်တိုးတက်ဖို့မျိုးအောင်လုပ်ဖို့အတွက်နောက်နေသွားမယ်เนาะနိုင်ငံခြားငွေချိတာတော့ဟုတ်တယ်เนาะကြက်ငွေလည်းလိုတဲ့အခါကျ but တိုးတော့ not more than 5%เนาะဖြစ်ရမယ်လို့ပြောတဲ့အခါကျတော့နောက်နေ့ရက်သုံးရက်နေတဲ့အခါကျအဲ့က ကိုမကြီးအောင်သိမ့်တင်တယ်အဲ့တော့အန်ကပြောတာကိုအဲ swan အဲ့ဒီကိစ္စကိုရေးပြပါဆိုအန်ကရေးပြတယ်အဲ့ဒီက5%ဖြစ်သွားတာเนาะ5%ဆိုပေမဲ့လည်းအန်ဂေရို5%ဆိုတာကဖြစ်ဖို့ကောင်းတာကတော့တကယ် accurate ဟိုတုန်းကတော့5% mean အာဒီ budget ဒီ plan ရဲ့ accurate ပုံမှာပဲတွေ့ဖို့ကောင်းတယ် plan က target ပုံမှာသွားတွေ့လို့ရှိရင်တမျိုးပေါ့ကွယ် target ဆိုတာကမြင်တာဘူးတကယ် း plan performance ကဘယ်လောက်မှမသိသေးဘူးလေအဲ့လိုသဘောရှိတယ်နောက်တစ်ခုကလည်း5%ဆိုတာအမြင့်ဆုံးပြောတာခုန EU မှာတွေ့တယ် not more than 3%သူတို့မှလောက်ထားတယ်အဲ့ဒါလည်းပုံရီဖြစ်တော့ကိုပြတ်တန်လည်းဖြစ်ကုန်เนาะ debt crisis ဖြစ်ကုန်တယ်เนาะဒါဟိုအမှန်ကတော့5%ဆိုတာက maximum တတ်မှတ်ထားနေလီကောင်းနေတယ် budget deficit ဆိုတာเนาะအဲဘာကြောင့်လဲဆိုတော့ budget deficit ဖြစ်ရင်ခုနနေလီကောင်းနေဆိုတာက အဲ့ဒီမှာ budget deficit နည်းအောင်ပြတော့လဲအသုံးစည်းကိုပြန်ပြီးတော့ကြည့်ရမယ်နော် project တွေက economic feasibility study ဟိုလုံးကမဆက်လာခဲ့ဆိုမှအကယ်လို့လုတ်လာခဲ့တယ် project တစ်ခုတင်နေဆိုရင် pre feasibility study ရှိမှနော် plan နဲ့ထည့်လို့ရတယ်ဟုတ်ဘူး totally feasibility study အကုန်လုံး complete ဖြစ်သွားမှ budget နဲ့ထည့်လို့ရတယ်ဟောဒရိုဝါလေးရှိတဲ့ခါကျတော့တိုင်းပြည်အတွက်တကယ်အသုံးပြတဲ့ project ကိုယင်းနှိမ့်မြုပ်နှံရတဲ့အတွက်ပတ်စံကုန်ရတာကြီးစားမရှိဘူး အဲ့လိုမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်လည်း budget တစ်စီးဖြောင်းပွားနေတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတွေကဟောပြုနောက်တစ်ခုကအံကယ်လို့ဒီလွှတ်တော်မှာ2013လောက်ကနော်ဟိုဒါဥက္ကရာဥရှင်မန်းတို့မြစ်တရက်ခန့်လို့အံကယ်ရဲ့ဒေါက်တာစိန်မောင်ရဲ့ဒေါ်ရီမြင့်ရဲ့တမီးကသွားပြီးတော့အံကယ်လို့သွားပါတယ်ဥနော်ဥကြည်ရှင်ရဲ့ခုနလာပါတယ် budget director ကျန်တဲ့ဟိုလောကဖြစ်ခဲ့လို့အဲ့ဒါကြီးသွားပြောပါတယ်အဲ့တော့အဲ့ဒီမှာလဲဘာရင်းကြည့်လိုက်တဲ့ခါကျတော့အရှုံးထွက်နေတာတွေက budget အများဆုံးက state economics enterprises တွေ အဲ့ဒီကိစ္စတွေကလည်းနော်ဒီစီဝိုင်း budget ဒီဒီ enterprise စီဝိုင်းလုပ်ငန်းဆိုတာကစီဝိုင်းဆန်ဆန်လုပ်မှဖြစ်မယ်နိုင်ငံတော်ကနေပြီးတော့ရုံးဆန်ဆန်လုပ်နေတာတချို့ project တွေများနေတော့ budget deficit တွေဖြစ်ပါတယ်ဒါကြောင့်မို့လို့နိုင်ငံတကာမှာတော့ preparation လုပ်နေပါပြီဒါကြောင့်မို့လို့အဲ့ဒီကိစ္စလုပ်သွားလို့ရှင်လဲ budget deficit ကအများကြီး substantially ညော့သွားနိုင်တယ်အဲ့လိုလဲရှိတာပေါ့နော်အဲ့ဒါလဲအကြံဉာဏ်ပေးပြီးခဲ့ပါတယ်လုတ်တော့လုံနေပါတယ် ်နော် privatization လည်းလုပ်တယ်ဒါပေမဲ့ဟိုကြက်ကြက်နက်နက်ဒီဥစ္စာကိုအာယုံဆူဆိုက်ပြီးတော့လုတ်သွားရင်အ SCE တွေကဟိုဟာပြုတ်သွားမှာပေါ့တရုတ်ပြည်မှာ SCE တွေအကုန်လုံးကို converted into အများပိုင်းကုန်ပြီဟာဒီသူ့မှာတော့ဒီဒီဟိုဟာလို့မခေါ်ဘူး privatization လို့မခေါ်ဘူး equitization လို့ခေါ်တယ်တရုတ်ကနော် as a state economic enterprises တွေကိုသူတို့ကအဓိကထား share ခေါ်လိုက်တယ်เนาะအများပိုင်းကုန်ပြီးလွတ်လိုက်တယ် listed in the ဟိုဟာလို့တော့ billionaire အခု billionaire ဖြစ်နေတာအဲ့ထဲဥစ္စာတွေအများကြီးပေါ့နော်အဲ့ဒီလို state economic enterprise တွေက equitization နဲ့လုပ်တယ် billionaire မှာလည်း equitization privatization မသုံးသူက socialist ဆိုတော့နော်ဒီလိုလေးလုပ်လို့ရတယ်ဒါလေးတစ်ခုကလည်း budget deficit ကိုညှော်နေအောင်လုပ်ဖို့ဆိုတာကရရှိရှိနေတဲ့စီးပွားနိုင်ငံပိုင်းစီးပွားရေးတွေက efficient မဖြစ်တဲ့လူတွေ privatization လုပ်သွားလို့ရှိရင် တော်တော်လေးကိုတထောင်တမနော် budget deficit ကရောပွားနေတဲ့သဘောရှိရင်ခုန inflation လည်းနည်းနည်းဟောပြတယ် money အကုန်လုံး link ဖြစ်နေတာပဲလေဒီဒီ sub ဒီပါတော့ကောင်းနေဒီ exchange rate ကိုလည်းနည်းနည်းတည်ငြိမ်အောင်ဖြစ်သွားနိုင်မှာပေါ့ကွယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာနောက်တစ်ခုကပေါ့နော်ဒီဒါကကျွန်တော်ဒီ debit ဒီကျွေးမီကိစ္စနဲ့ပတ်သက်လို့မေးချင်တာပဲခင်ဗျာအဲ့ဒါတော့ကျွန်တော်တို့ဒီ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 ဟာပေါ့နော်ဒီအစိုးရရဲ့ကျွေးမီရပါပေါ့နော် ဟိုဒီ GDP ရဆိုလို့ရှိရင်ဘလောက်ပါစင်တဲ့လောက်ပဲရှိဖို့လိုအပ်မြဲဘာလို့လဲဆိုလက်ရှိကျွန်တော်တို့အစိုးနိုင်ငံအစိုးရအနေနဲ့ကျွန်တော်တို့ဒီအကျွေးတွေကတော်တော်များများရှိတယ်အဲဒါတော်မှပဲဒီ World Bank လို့ ADB လို့ကတော်တော်များများ short ပေးခဲ့ပဲဆိုတော့အကျွေးတွေကတော့အများကြီးတော့ကျန်နေတာပဲအဲ့တော့ပြည်သူလူရင်းနဲ့ဒီအကျွေးကိုကျွန်တော်ကဝင်တော့ဝင်ပို့ပြီးဖြစ်နေတယ်ဆိုတော့လေအဲ့တော့ဟိုနိုင်ငံကျွန်တော်လက်ရှိနိုင်ငံအနေရဆိုလို့ရှိလို့ရှိရင်အကျွေးမီက GDP ရဘလောက်ပါစင်တော့ပဲရှိဖို့လိုအပ်မြဲလက်ရှိအနေထားရောဘလောက်တိဆိုရင်အနေထားမျိုးရှိမြဲဆိုတော့အပိုင်းလေးလည်းလောက်ဆွေးနွေးပြပါလားခင်ဗျာ တကယ်ကိုကတော့ဒီခုန EU ကတော့ international standard ပေါ့ကွယ် GDP လဲ60%ကျော်သွားလို့လဲခုန crisis ဖြစ်တာပေါ့နော်ခုနဆိုရင် အခုအင်္ဂလိပ်လက်ရှိကတော့အကျွေးဘလောက်ရှိလို့အင်္ဂလိပ်တော့အတိအကျမပြောနိုင်ဘောလေဒါပေမဲ့ external debt ကတော့တော့ကြီးမြန်မြန်ဆဆမရှိသေးဘူးအင်္ဂလိပ်အထင်ကတော့ပြောရမယ်ဆိုရင်လေမြန်မာနိုင်ငံအနေနဲ့ဒါပေမဲ့ဒီလို DLDC နိုင်ငံဆိုတော့ ဒီက opportunity ပါနော် opportunity ဆိုတာအကယ်လို့ပတ်စံချီးတယ်ဆိုရင်အဲတဦးစားပေးချီးရမှာတော့ ADB လို့လို့ဝါဘန်းလို့လို့နော်ဒါမျိုးကချီးရမှာပေါ့အဲဒီကဆို ADB မှာအကယ်လှုပ်လာတာပဲ ADB ကဆိုရင်တို့လိုနိုင်ငံမျိုးကို LDC နိုင်ငံမျိုးကိုနော်ဘလောက်နဲ့ချီးလဲဆိုတော့ဟိုအမှန်ကတော့အလကားပေးနေတာအလကားပေးလို့ရှိရင်မရဘူးအကယ်ဟိုမှာ ADB အကယ်အားကြီးလို့ ဘာကြောင့်လို့ကပြု1% service charge ဆိုပြီးလောက်တာလဲလို့ဆိုတော့စကားပြောလို့ရှိရင်လူတွေကဒီဥစ္စာအသုံးမကျဘူးဟောဒါတွေအကုန်လုံးဝေးစီဖြစ်ကုန်မယ်ချိထားတဲ့ပတ်စံဒါမှမဟုတ်1% service charge ပဲရှိ40 year ပြရ10 year grace period ဆိုရင်နှစ်90အတွင်းမှာပြန်ဆတယ်အဲ့ဒီအချိန်ကခုဒေါ်လာဒေါ်လာနဲ့နောက်ပိုင်းနှစ်90ဘူးအန်ကယ်ကုနာပြောလို့ပေါ့90ပြီးဆုံးတာဒီ35 dollars ဆို1 try အောင်အခုက1 try အောင်ကို 1300လောက်1200လောက်ရှိတယ်ဟုတ်လားအဲ့လိုသဘောပေါ့အဲ့တော့သူတို့ကဖွံ့ဖြိုးဆဲနိုင်ငံအထူး LDC နိုင်ငံတွေကိုအဲ့လိုကမ္ဘာပတ်ကလည်းဒီတိုင်းပဲဒါလေးတွေကတော့ရတာအကုန်လုံးယူဖို့ကောင်းတယ်ဘာလို့ဆိုတော့ဘာမှတို့မှဝင်လို့ဒီ debt servicing ကဘာမှသိမ့်မရှိဘူးနှစ်ပေါင်း40 10 year grace period ပေးထားသေးတယ်เนาะအဲ့ဒါမျိုးတွေယူတာဟိုမပြုတ်ဘူးဒါပေမဲ့ short term loan တို့ဘာလို့ညာတို့ခုနလို့ပေါ့တမမာနေပြီးဟိုကချိလိုက်တယ် เนาะคุณน่ะอังเกပြောတာမျိုးလို့ပေါ့เนาะคุณน่ะလဲလူတွေအလုံးဆွေးနွေးသွားတာပေါ့လေအဲ့ဒါတွေကဟိုဘာမျိုးတွေကတော့သတိထားဖို့တော့လိုတာပေါ့ခုနခြိတာ5%နဲ့ခြိတယ်ဆိုပေမဲ့ခုနကဒေါ်လာကိုဟို900 800တုန်းကခြိပြီးတော့1000 1300ဖြစ်တဲ့အခါကျတော့ပြန်စားရတဲ့အခါဒေါ်လာနဲ့ပဲပြန်စားရမှာ။အိုးဒါမျိုးလေးတွေတော့ရှိတယ်။နောက်ပြီးမလူလားအတဲ့ကိစ္စကိုခြိတာမျိုးတော့လျှောက်မှုကောင်းတာပေါ့။ဟုတ်ကဲ့ပါဗျာ။ဟိုဒါကတော့ကျွန်တော်တို့ဒီ အစိုးရမပြောင်းလဲအခုပေါ့နော်ဒေါ်ဒေါ်စုလို့အစိုးရမတက်ခင်အခုလက်ရှိအစိုးရလက်ထက်မှာပဲပေါ့ကျွန်တော်တို့ဒီငွေကြေးနဲ့ပတ်သက်လို့ကင်တွေတဲ့နေရာမှာစီးပွားရေးလုပ်ငန်းရှင်တွေဘက်ကပြောဆိုတာမျိုးရှိပါတယ်ဒါကတော့ဒီအစိုးရအနေနဲ့ငွေအစိုးရအနေနဲ့ပေါ့နော်ငွေကြေးမူဝါဒကိုကင်တွေတဲ့နေရာမှာဟိုစနစ်တကျကင်တုံးမရှိတဲ့ပုံမှာတို့ဟိုနည်းနည်းဟိုအဖြစ်ကျင်းလာပေါ့အားမလို့အားမရဖြစ်နေတဲ့ဘောကအဲ့တော့အဲ့တော့လာမယ့်အစိုးရအသင်းလက်ထက်မှာဆိုလို့ရှိရင်ねဒီငွေကြေးနဲ့ပတ်သက်လို့ပေါ့နော်ပုံကြီးစနစ်ကြကင်တွယ်နေခြင်းနဲ့ဟိုဆန္ဒမျိုးတို့မှာလိုလားနေတာမျိုးရှိပါတယ်အဲ့တော့ အင်္ဂလိပ်လေစီပိုင်းပညာရှင်တယောက်အနေနဲ့ဆိုတော့လေလာမဲ့ဆိုအပ်တဲ့အနေနဲ့ဆိုလို့ရှိရင်ဒီငွေချင်းနဲ့ပတ်သက်လို့မူဝါဒပိုင်းဆိုင်ရာကိုဘယ်လိုဆက်လက်တကြကံပြယ်စေချင်တဲ့ဆိုတဲ့အပိုင်းလို့သိချင်လို့ပါခင်ဗျာအင်္ဂလိပ်ကကမ္ဘာစီပိုင်းပညာရှင်တွေကတိုင်းပြည်ပြည်တွင်းဖွံ့ဖြိုးဆဲနိုင်ငံတွေတိုးတက်ခြင်းလို့ရှိရင်ကျူရင်လိုအပ်ချက်300ရှိတယ်ဆိုတော့1998 Asian Tigers ကကမ္ဘာစီပိုင်းပညာရှင်တွေကပြောသွားတဲ့ကျူရင်လိုအပ်ချက်300ရှိပါတယ်ဒီက political stability is a prerequisite for economy ိုင်းပြည်တပြည်ကစီးပွားရေးတိုးတက်ဖို့ပြောအောင်လုပ်မယ်ဆိုရင်မလုပ်ခင်အဲ့တိုင်းပြည်တည်ငြိမ်နေဖို့ရှိတယ်။တိုင်းပြည်တပြည်တိုးတက်အောင်ဒီ Asian Tiger ဆီကသူတို့တိုင်းပြည်မတက်ခင်တိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းကြောင်းထားလို့လုပ်နိုင်တယ်။နောက်တစ်ခုက macroeconomic stability is the prerequisite for economic growth ဒုတိယအရေးကြီးတဲ့ဥစ္စာ။နောက်အခုနပြောတာငွေရေးကြီးဥစ္စာထိန်းကြောင်းထား macroeconomic stability ဆိုတာ interest rate exchange rate တွေเนาะဒီ bank bank ဘာနေเนาะ ငွေကြီးကို ကြစ်လက်သိသိအောင်เนาะလှုပ်ထားရမယ်เนาะခုနဟိုလုံးစစ်ချီတာကိုဟွာပြရမယ်ကြည်ရမယ် debt ဟိုဒီဒီ overseas debt နိုင်ငံပြည်ပ debt တွေပြည်တွင်း debt တွေပြည်တွင်းလည်းရှိတာဟိုအဲဒီငွေကြီးတွေဟွာပြရမယ်အဲ့ဒါတွေက macro economic stability ခေါ်ပါတယ် interest rate ကိုခုနဘယ်လိုကစားရမယ်เนาะเนาะဒီဒီ exchange rate ကိုဘယ်လိုတည်ကြည်အောင်လုပ်ရမယ်เนาะ budget deficit ကိုဘယ်လိုထိန်းရမယ်ဒါ macro economic strategy အဲ့တော့ သူတို့အဲ့လိုထိန်းကျောင်းနိုင်လို့ Asian Tigers စ3 ticket တွင်မှာပြန်နေအောင်တက်သွားတယ်။ဒါကြောင့်မလို့ကျူရင်လိုအပ်ချက်ဖြစ်တယ်ဆိုတာအငယ်လူလည်းရှိလာမဲ့အစိုးရလက်ထက်မှာတော့အခုလဲထိန်းကျောင်းတော့ထိန်းကျောင်းနေဒါပေမဲ့ထိန်းကျောင်းနေဆိုတာအငယ်ပြောရမှာသူတော်အလမ်းမတိုင်ငယ်ရတဲ့ဆိုင်ဒီဘက်ပိုင်းမှာတော့เนาะဒီ reform စီလုပ်တယ်။ unification စီလုပ်တယ်ရတာမရတာပါထားပေါ့။ တော့ဒီ fund investment law တွေကိုပြင်လိုက်တယ်ဘော်လီပြောင်းဝင်အရင် law ကအင်ဆိုးတာ ਉਹ เนาะနောက် independent ban ဘောဘန်နေလောက်လိုက်တယ်နောက်ပိုင်းကတော့ independent block ဖြစ်အောင်လုပ်မလဲဆိုတာကိုကိုစူးစမ်းမှာပေါ့เนาะဓာတ်လေးတွေရှိတယ်နောက်အများကြီးပါပဲเนาะဒီဟိုဟာပြုတဲ့ဥစ္စာ reform တွေ financial ဓာတ်လေးတွေကတော့အစာပြုသွားပြီဒါဒီဘက်လက်ရှိအစိုးရမှာတော့ခုန macro economic stability ကတော့ပို၍ concentrate လုပ်ပြီးတော့ လုံမှခုနလို exchange rate fluctuation မဖြစ်အောင်เนาะ budget deficit တွေကိုတတ်နိုင်လောက်ကျင်းကျင်းအောင် လုပ်ပြီးတော့ money inflation တွေကိုထိန်းကြအောင်တိုက်ပြည်က inflation ရှိရင်ဘယ်တော့မှမတက်ဘူးလေ inflation နဲ့တိုက်ပြည်နဲ့ရမှာမရပဲဘူးเนาะအဲ့တော့အဲ့ဒါဒီလိုအပ်မယ်နောက် economic infrastructure ဆိုလဲခုနပြောသလိုပါပဲဟိုဟိုသံတော်ဆိုရလက်ထက်ကလည်းလုတ်သွားတယ်တရားတွေဟွာတွေလုတ်သွားတယ်ဒီဘက်မှာလည်းစစ်ဆိုရလက်ထက်မှာလုတ်တယ်ပြီးခဲ့ဟိုခုန ပြီးခဲ့တဲ့ဒီဟိုပုံကြီးဥသိမ့်စင်ဆိုတာလက်ထက်မှာလည်းဒါလိုလုတ်တယ်လုတ်ပြီမင်းအန်ဂယ်ရိုမှာအဲ့ဒါဒီအခြေခံဒီဟွာစီဝါရေးအဆောက်အုံတွေဟာစီဝါရေးတုတ်တဲ့ဖွံ့ဖြိုးအောင်ဥတီနိုင်တဲ့လမ်းကြောင်းမပြည့်စုံသေးဘူး poison power power မရှိဘူးနိုင်ငံတကာမှာအဲ့ဒီ Asian Tigers ရ power ကိုဘယ်လိုလုတ်ထားလဲဆိုတော့ power ကိုသူက၃နှစ်ကြိုတင်ပြီးတော့เนาะ supply demand တွက်ပြီးတော့မှသူတို့ထိန်းចောင်းထားတယ် ရေရရှိရေလျှက်စင်မီရရှိရေเนาะအခြေခံအဆောက်အုံလေးတွေကြောင်းဆေးရုံခုနနန်အဘာဒီရစင်ရဘူးနန်ရစင်ရဘူးနဘောက်ဝဲရာဒီပို့ဖက်ဆီလီတီတွေအကုန်လုံးကိုအဲ့လိုဒါအခြေခံအဲ့တော့ဒီသုံးချက်ကတိတ်ရေးကြီးတယ်ဟာ hopefully ခြေလာမဲ့အစိုးရလက်ထက်မှာ political stability လည်းမဖြစ်မနေရအောင်လုပ်သွားဖို့လိုတယ်ဒီ1950ပတ်ဝန်းကျင်ဟာအန်ဂေရိုးရဲ့ GDP ပါကက်တင်အင်ကန် export က add ပါပဲမတိတ်မရင်ပဲဘယ်သူတွေနဲ့မတိတ်မရင်လဲဆိုတော့ဒီတောင်ကိုရီးယားကတော့ Tiger ဖြစ်သွားစင်ကာပူမလေးရှားထိုင်းမတိတ်မရင်ကြီးပဲနော်အဓိကတော့အင်္ဂလိပ် political stability ကနံပါတ်1ပဲနံပါတ်2က macroeconomic stability နံပါတ်3ကတော့ economic infrastructure ဒီ3ခုမရောက်လိုက်လို့ရှင်အဓိကတော့ရှင်းရှင်းပြောရင်အဲ့ဒီမှာအရေးကြီးဆုံးက political ဒါကြောင့်မို့လို့ရှေ့လာမဲ့ဆိုတာလက်ထက်မှာလဲဆက်ပြီးတော့အခု ရရှိနေတဲ့ political stability ကိုမရဖြစ်ရအောင်လို့ဒီသုံးခုတွေကပြန်ကြည့်ရယ်ဆိုရင် political stability မရှိလို့เนาะတိုင်းပြည်စီဝိုင်းတိုးတက်အောင်ဖွံ့ဖြိုးတာအဓိကပြတယ်ဒုတိယက macro economic stability တတိယက economic အင်ကာ infrastructure stability or the establishment one เนาะအဲ့ဒါဒီရှိနေရဒီသုံးခုကရှိလာလို့ရှိရင်တော့ရှိလာမယ်တူတူပြင်ပြောင်းမှာတက်လာမယ်အစိုးရဟာ เนาะဒီပို၍ပို၍စီဝိုင်းတူတက်အောင် လုပ်နိုင်လိမ့်မယ်လို့အင်္ဂလိပ်ထင်တယ်လေဒါကတင်မြင်ရပါเนาะဟုတ်ကဲ့ပါဗျာဒီဒီပြီးတော့ခုလိုချင်းလေးတရားပြတဲ့ကျင်းမြိုင်တင်ပါခင်ဗျာအဲတမန်ကြီးအနေနဲ့လည်းဒီလိုပါပဲเนาะ